တကယ်တမ်းမြန်မာဒီရဲ့ဒီ national costumes ဖြစ်တဲ့အတွက်တို့လူမျိုးတွေရဲ့အာအထင်ကြီးရတွေကိုပဲဒါတေးသေးချာချာလေးတရုပ်ဖော်ပြတာရာမျိုးဖြစ်တယ်နောက်ပြီးတော့ costume ဖြစ်ရမယ်လို့ပြောထားတဲ့အတွက်တကယ်ကိုမှ costume တဲကိုမှအဝင်ဝင်ကြဖြစ်အောင်ချုံနိုင်ရမယ်နောက်တစ်ခုကဘာလဲဆိုတော့အမတို့အရန် design ဖြစ်ရမယ်တသက်ရရနဲ့ တကယ်ဟိုမှာနိုင်ငံတကာနဲ့ရှင်တိုင်းတဲ့ခါကျရင်ကိုယ်နိုင်ငံကဘာတွေဘာတွေရှိပါတယ်ဆိုတာမျိုးကြွကြွဝင်ဝင်ပြနိုင်အောင်လို့လေဒါ international သွားမှာဘူးဆိုတဲ့ခါကျတော့ဒီမာတွေကသူတို့အခြေခံသူတို့ပြိုင်ပွဲဖြစ်တဲ့အတွက်အရန်ကမှတတိတတနဲ့လေတကယ်တတရဲ့လဲလုံနိုင်ရမယ်။နောက်သမိုင်းကြောင်းကိုလည်းပိုင်နိုင်ရမယ်။တကယ် create လုပ်ပြီဆိုလို့ရှိရင်လည်းသူတို့ကိုယ်တိုင်လုံနိုင်တဲ့ဟာမျိုးဖြစ်ရမယ်။သူတို့လက်ဟိုအင်းလေးမှချုပ်တဲ့ယုံနေမရဘူး။ဒီဒီ costume designer ကလေသူအကုန်လုံး create လုပ်နိုင်ရမယ်။ ဘာကိုမဆိုအယုတ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်သူအဲ့မှာထဲ့မဲ့ထဲ့ထဲ့သွင်းမဲ့အရာအလုံးရုပ်ဆော့ဆုံးထီးရဆာကိုထီးကိုအလက်ဖြုတ်ပြီးတော့သူဘာလို့သူဟွာဖြစ်ချင်တယ်ဖနက်အဆုံးပေါ့နော်မယော့နဲ့လုံးဝမယော့နဲ့ခေါင်းစချီပြားခေါင်းမှလည်းသူဘလို့ထဲ့လိုက်ရင်ဘလို့ပန်ပိုးလိုက်ရင်ဒီအညာဘလို့ကြွားသွားမလဲအဲ့ဒါမျိုးကသူ သူတယောက်တည်းလည်းမရဘူးပညာရှင်တချို့နဲ့လည်းသူတိုင်မြင်ရမယ်အားတော့လေအဲ Miss Universe ကအမဆိုးယူဝေရဲ့ဖိတ်ကြားမှုနဲ့အတူပေါ့နော်အော်ဒီဒီပွဲတွေမှာတောက်လျှောက်နှစ်စဉ်နှစ်တိုင်းပေါ့နော်ဒါရိုက်လုတ်ဖြစ်ခဲ့တယ်လုတ်တဲ့အခါမှာလည်းဒီ costume နဲ့ပတ်သက်တဲ့ National costume ပွဲတွေမှာပဲမတော်ကလုတ်ဖြစ်တာပေါ့နော်အော်ပြောချင်တာကကျောင်းတဲ့သဘောတရားဒီ national costume ကအဲ ကိုကလည်းတကယ်စိတ်ပါတယ်နောက်တစ်ခါကိုကိုရန်လည်းဒါအထက်တဲဝင်ဝင်ဟိုဝါသနာပါတဲ့လူတယောက်လည်းဖြစ်တယ်နောက်တစ်ခါကိုကဒီလိုခရိတ်လောက်ရတာကိုလည်းအရင်နှစ်သက်တဲ့လူလည်းဖြစ်နေတဲ့အခါကျတော့ဒီလိုပွဲတွေကိုတိုင်းဝင်လုပ်ပေးရတဲ့အတွက်ပို့ပြီးတော့အာစိတ်ဝင်စားတယ်အဲဘယ်လိုပြောမလဲကိုနဲ့လည်းတိုင်းအချိုးကျနေတယ်လို့ယူဆတယ် တို့ရဲ့ create လုပ်တဲ့ create လုပ်နိုင်တဲ့ designer ရဲ့ create လုပ်နိုင်တဲ့ပါဝါဒီ model ရဲ့အဲတို့ရဲ့ဘယ်လိုပြောမလဲစိတ်ကူးစိတ်တမ်းရဲ့နောက်တို့ရဲ့ performance တွေပေါ့နော်အဲ့ဒါတွေကိုကြည့်ပြီးတော့အမားတို့ကတို့ကိုအမှတ်ပေးရတာပေါ့နော်တကယ်တမ်းမြန်မာ ဒီရဲ့ဒီ national costume ဖြစ်တဲ့အတွက်တို့လူမျိုးတွေရဲ့အထင်ကြီးရတွေကိုပဲဒါတည်တည်ချာချာလေးတရုပ်ဖော်ပြတာရာမျိုးဖြစ်တယ်နောက်ပြီးတော့ costume ဖြစ်ရမယ်လို့ပြောထားတဲ့အတွက်တကယ်ဟိုမှာ costume တဲ့ကူမှာအဝင်ဝင်ချက်ဖြစ်အောင်ချုပ်နိုင်ရမယ်နောက်တစ်ခုကဘာလဲဆိုတော့အမတို့အရန်ဒီဇိုင်းဖြစ်ရမယ်တသက်ရက်နဲ့တကယ်ဟိုမှာနိုင်ငံတကာနဲ့ရှင်လိုက်တဲ့ခါကျရင်ကိုယ်နိုင်ငံကဘာတွေဘာတွေရှိပါတယ်ဆိုတာမျိုးကြွကြွဝင်ဝင်ပြနိုင်အောင်လို့လေဒါ international သွားမှာဦး ဆိုရခါကျတော့ဒီမာရဲကသူတို့အခြေခံသူတို့ပြိုင်ပွဲဖြစ်တဲ့အတွက်အရန်ကမှတတိတသက်နဲ့လေတကယ်တသက်ရဲ့လဲလုံနိုင်ရမယ်။နောက်သမိုင်းကြောင်းကိုလည်းပိုင်နိုင်ရမယ်။သမိုင်းကြောင်းကိုပိုင်နိုင်တဲ့ခါကျရင်ဟိုထားပါတော့နော်မန္တလေးဆိုရင်အထီးထင်ကြရပါရှိတယ်လေပေါ့နော်။အဲ့ဒါအောင်မှသူတို့သမိုင်းနိုင်ရင်သူတို့သူတို့ပေါ်ပြလို့ရတာပေါ့နော်။ရန်ကုန်ဆိုလဲဘာရှိလဲ။အဲသူတို့တထုံတော့ပါတော့အရန်မှပြရင်ပြလို့ကောင်းတဲ့ဟာတွေအများကြီးပါ။တကယ်ကိုလေ။ ဲ့တော့အဲ့လိုဟာမျိုးလေးတွေကိုတရုတ်ပေါ်ပြသပြီးတော့ကဲထဲထဲဝင်လှုပ်ပြသွားနိုင်တယ်ဆိုလို့ရှိရင်အဓိကကတော့ကွာဟိုစိတ်ကူးစိတ်တန်းတမိုင်းကြောင့်စာဖတ်နိုင်ရမယ်နောက်တစ်ခုကတကယ်ဟိုမှတသက်ရရနဲ့ creek power ရှိရဟိုဘာလေးနဲ့လှုပ်ထားပါရဲဘလိုလေး hammock လှုပ်ထားပါရဲဆိုတာကစားရင်ခုန်ရတယ်လေလိုက်ကြည့်ရတာအဲအဲ့လိုအဲ့လိုမျိုးပေါ့အမတို့အမှတ်ပေးတဲ့အခါမှာအဲ့ဒါမျိုးလေးမှာစီးမျောပြီးတော့အမတို့ပေးပါတယ်အဓိကကတော့အာတကယ်ထဲဝါမှုပေါ့ တမိုင်းကြောင်းကလည်းခိုင်လုံးရမယ်ဟာဒါကအာဘာထားပါတော့ကွာအမပြောချင်တာကဒါမန္တလေးဆိုလို့ရှိရင်ကေမန္တလေးကနေထွက်လာပြီထွက်လာတဲ့ဟာကကေမန္တလေးကိုစပြပြီဆိုရင်သူအခုဒီငလျင်နဲ့ပတ်သက်ပြီးသူပြောသွားတယ်ဆိုဒါဘာပဲပြောရင်ခုန်တယ်ပေါ့နော်အဲ့မှာတက်တက်ရဲ့သူလုံသွားတာမျိုးရှိရဲအခုပထမရသွားတဲ့တယောက်ဆိုရင်သူတို့ရဲ့မွန်တကယ် traditional ကိုသူပြသွားတယ်ပြသွားတဲ့အခါမှာလဲသူကင်သွားတယ်ပစ္စည်းကတကယ် ပြောမယ်ဆို accessory ပေါ့ဒီ accessory ကတကယ်ရင်ခုန်တယ်တကယ်ဥမာလေရင်သက်ရှူမဒီ monster ကြီးဥမာလေအရင်ဥမာပြက်ပြက်ပြီးတမိုးကြီးကိုလေအရင်ထားပလိုက်တာအရင်ဟဲတက်တည်ရှိလိုက်တာအဲ့လိုဖြစ်သွားတယ်နောက်သူ့ဝစ်စုံကတက်တက်ရရနဲ့တကယ်ဥမာစင်မော်တက်လာနိုင်တဲ့အနေအထားမျိုးချုပ်လုပ်ပြီးတော့တကယ်ဥမာတမိုးမပြတ်နိုင်အောင်သူလှုပ်သွားတယ်။အဲအဲ့ဒါမျိုးလေးတွေပေါ့။အဲ့ဒါမျိုးလေးဟိုလုံးဝ creek power အများကြီးလဲ ရှိတဲ့ကလေးတွေလည်းအများကြီးပါပါတယ်အဲ့မှာအဲ့လိုမျိုးလေအဲ့လိုမျိုးသဘောကွာ costume ဆိုတာကိုကိုယ်ကိုယ်ပဲပြသိနိုင်မှုကအဓိကပေါ့အဲ့ costume လေးကိုသိစေချင်တာကအဓိကတော့လေဟိုဟာဒီဇိုင်နာတယောက်အနေနဲ့ရောဆီယာမတယောက်အနေနဲ့ရောစတင်နေရဲ့ဆီယာမတယောက်အနေနဲ့ရောနောက်တစ်ခုကဒီဒီပေါ့နော်ဟို judge တယောက်အနေနဲ့ရောပေါ့နော်ဒါဘယ်လိုမျိုးအချက်တွေကိုသိသိသိတင်လဲဆိုတာလေးကိုတော့ဟိုကောက်နှုတ်ပြီးတော့ပြောချင်တာပေါ့နော်အဓိကကကိုကဘယ်အလှမယ်နဲ့ ဘယ်ဘယ်တိုင်းဘယ်ဒေတာကိုကိုဖန်တီးမလဲအဲ့ခါမှာဘလို့တကယ်အထင်ကြီးအဖြစ်နိုင်တဲ့ထဲထဲဝါဝါဘလို့ဟာမျိုးပြသနိုင်တယ်လဲအဲ့ဒါမျိုးလည်းဖြေရမယ်နောက်တစ်ခါ material ရွေးတဲ့အခါမှာလည်းဒါအရေးကြီးတယ်ကို basic မှာတည်းကကို sketch ကောက်တည်းကအဲတကယ်ဟိုမှဟို ထဲဥမာထားပါထီသုံးနှန်းသုံးဆိုလေထီသုံးနှန်းသုံးကိုထီထီမိမိသုံးနိုင်ရမယ်အပေါ်ရန်လောက်တာမျိုးမဟုတ်ဘူးတကယ် create လုပ်ပြီဆိုလို့ရှိရင်လည်းသူတို့ကိုယ်တိုင်လုပ်နိုင်တဲ့ဟာမျိုးဖြစ်ရမယ်သူတို့လက်ဟိုအင်းကြီးလေးမှချုပ်တဲ့ယုံနေမရဘူးဒီဒီ costume designer ကလေသူအကုန်လုံး create လုပ်နိုင်ရမယ်ပါကိုမစိုးရုပ်ဖဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်သူအဲ့မှာထဲ့မဲ့ထဲ့ထဲ့သွင်းမဲ့အရာအလုံးရုပ်ဆောင်ထီးရဆာကိုထီးကိုအလက်ဖြုတ်ပြီးတော့သူဘာလို့သူ ဟွာဖြစ်ချင်တယ်ဖနှက်အဆုံးပေါ့နော်မလျော့နဲ့လုံးဝမလျော့နဲ့ခေါင်းစချီပြားခေါင်းမှလည်း तू ဘလို့ထဲ့လိုက်ရင်ဘလို့ပန်ပိုးလိုက်ရင်ဒီအညာဘလို့ကြွားသွားမလဲအဲ့ဒါမျိုးက तू तू တယောက်ထဲလည်းမရဘူးပညာရှင်တချို့နဲ့လည်း तू တိုင်မြင်ရမယ် तू ဟိုတကယ်သူတို့ရဲ့အကြံပေးကိုလည်း तू လက်ခံရမယ်ဒီ women ကလေးကိုလည်း तू ကတညီတညာနဲ့တားတဲ့တစိတ်တည်းဖြစ်အောင် तू อ่ะ twin ရမယ်ဘလို့လေး mood ထဲမယ် तू อ่ะ तू feeling လာတော့ तू ချုပ်မှာ ਉ နောက်တစ်ခုရှိသေးရဲ့သမီးဒါအာဘလို့ပြောမလဲကလေးတွေတည်စီကျင်တာပေါ့နော်ကိုတကယ် create လုပ်မယ်ဆိုရင်ကိုရှင်တွေကလာတဲ့ design ကိုကိုယ့်အကကိုပုံဖော်မယ်အဲတချို့ကသူတို့ဝစ်ချင်တာရှိရယ် model ကသူတို့ဟိုဟိုသူတို့ပြောရပေါ့နော်သူတို့ကောက်နှုတ်ပြီးတော့သူတို့ပြောရပေါ့ okay အဲ့ဒါလက်ခံလို့ရတယ်ဒါပေမဲ့သူတို့ချပေးတဲ့ design ကိုကိုကဒီ costume မှာသူပုံဖော်မယ်ဆိုရင် ထင်သလောက်အသက်မွန်ဘူးအဲ့ဒါလေးကိုတော့ကလေးတွေကိုသတိပေးခြင်းနဲ့အဲ့ဒါကလည်းဒီဇိုင်နာဒိုင်းမှာရှိတဲ့နေမှာနော်ကိုယ့်အကူအုံခရိတ်ရှိရမယ်ကိုယ်စဉ်းစားရမယ်ကိုယ်ပညာရှင်နေတဲ့အတိုင်းမြင်ရမယ်ဥမာ accessory အစဘလို့ဘလို့မျိုးပေါ့နော်တကယ်ထဲထဲဝင်ဖြစ်ရမယ်ပြူဆိုလဲပြူအဲ့လိုမျိုးပေါ့နော်သူခစ်လိုက်တယ်ပေါ့နော်အဲ့အဲ့လိုမျိုးလေးတွေကိုတော့ကလေးတွေကိုတတိထားတဲ့လေမအချမ်းပြေးချင်ပါတယ်။အာအမကလေတစ်နှစ်နဲ့တစ်နှစ်လေသူတို့ပို့ပို့တိုးတက်လာတာကိုပီတိဖြစ်တယ်။ ကျေနပ်တယ်အဲတခုခုထွက်လာပြီဆိုဟဲတော်လိုက်တာဟဲလုံနိုင်လိုက်တာဟဲဒီကလေးကတော့လုံးဝ detail လုပ်ထားတာဒီကလေးကတော့ဘလို့စိတ်နေထားတာနောက်သူတို့စုရတဲ့အခါမှာလဲသူတို့ရုပ်လေးတွေကြီးလိုက်တဲ့အခါမှာသူတို့သူတို့ဒီထွင်ထားတာလေးတွေနေပေါ့နော်သူတို့သူတို့ပုံစံလေးတွေနေကတသားလေးတွေဖြစ်နေတာပေါ့နော်ကလေးတွေကလေအဲ့လိုမျိုးဆိုတော့ဒီခေတ်လူငယ်တွေကတအားကြိုးစားတယ်တအားလည်းထူးချွန်လာတယ်နောက်သူတို့ကလေတနှစ်တစ်နှစ်ပို့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 ပြီးတော့သူတို့ကောင်းသူတို့ပို့ပို့ပြီးတော့ သူတို့အားဆိုင်လာတယ်အဲဒါလေးတခုကတော့ဗမာနိုင်ငံတို့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 တိုင်းပြည်တို့ပေါ့နော်တို့တို့ကလေးတွေအတွက်အရန်ကိုမှဂျင်းနဲ့ဆရာကောင်းတဲ့အချက်တစ်ချက်ပါဟောအတိုင်းမသိပါပဲဘာဖြစ်လို့လဲဆိုတော့လေဒီ fashion ကအာတောက်လျှောက်ရေစီးကြောင်းကလည်းမျိုးမျိုးပြောင်းနေရလေအရန်အပြောင်းလဲရလေရေစီးကြောင်းကလည်းတအားမြန်တယ်အဲ့ဒီလိုပဲအာဒုတိယကမတင်မချင်းအဝတ်အစားကိုဝတ်သွားရတာဖြစ်တဲ့အတွက်ဒီ fashion နဲ့ပတ်သက်တဲ့ ါကလည်းဘယ်တော့မှရက်တန်သွားရဲဆိုတာမရှိအဲ့တော့ကလေးတွေကလည်းတဖြည်းဖြည်းတိုးတက်လာရဲဆိုတဲ့အခါကျတော့တအားအောင်မှပြောဖို့ကောင်းတယ်ဂျင်းနဲ့ဖို့ကောင်းတယ်ဂျင်းနူးဖို့ကောင်းပါတယ်ပညာရှင်များလာတာပေါ့နော်အဲ့ဒါကိုပြောရပါတယ်သူတို့လေပထမမရိုးရဘူးပထမကိုစားဦးချင်းဂျင်းဒိုင်လုတ်တဲ့နှစ်ကလည်းကလေးတွေကလေသူတို့ကတကယ်ဟိုမှာဟိုကိုမထင်ထားတဲ့ဟာကြီးသူတို့ချပြနိုင်တယ်အဲ့လိုပဲတင်းထင်းတဲ့တစ်နေ့ကပို့ပို့ပြီးတော့သူတို့အရန်တိုးတက်လာတယ်တိုးတက်လာတယ်ဆိုတာလေဘယ်လိုပြောမလဲ တုံးတဲ့ material ကအစာအသေးစိတ်လောက်လာရဟာရအကုန်လုံးပေါ့နော်တအားကိုအဆင်ပြေလာတယ်။နောက်သူတို့ရဲ့တနေ့တနေ့သူတို့သူတို့တင်ဆက်သွားတဲ့ဟာတွေကလည်းကိုတချို့ဟာတွေဆိုသူတို့ ဟိုတမိုင်းချောင်းကအဲဘယ်လိုပြောမလဲသူတို့သူတို့ဆွဲနှုတ်ပြီးတော့တင်ပြလိုက်တဲ့ဟာလေးဆိုဩဒါလေးရရှိရပဲကိုမိနေတယ်အဲ့လိုမျိုးပေါ့ဩဒါဆိုကိုကိုရောင်တိတ်မတိဘူးအဲ့လိုမျိုးဒါရိုးသားစွာပါအဲ့လိုမျိုးဆိုဒီကလေးတော်တယ်တော်တော်တော်တယ်သူတို့စာဖတ်အားလည်းကောင်းတယ်နောက်သူတို့သူတို့တကယ်ကိုလည်းဒီသူတို့ detail detail တီ29နိုင်စွမ်းလည်းအရင်ကောင်းတယ်ဆိုတော့သူတို့မှလေအရင်မှသူတို့အနာဂတ်တည်းကဟိုကော်ရှင်ကိုသူတို့ဒါစီးမျောတာလေခါလေးကျရင်တချို့ကအင်ကြီးရိုးရိုး အမဲချုပ်ချုပ်တတ်တာနဲ့ဉာဏ်နဲ့နေရာမျိုးရှိတယ်။အမဲမတူးဒီလားအင်းကြီးကိုချုပ်တာကိုချုပ်တဲ့ဘိုင်းကိုသွားတဲ့လူကတက်တက်အဲ့လိုကော်ရှူးကိုပဲတက်တက်အဲ့လိုတက်ဝင်နေတာတက်တက်အဲ့တက်ဝင်နေတဲ့ကလေးတွေကအများကြီးသူတို့မှလေအာအများကြီးလို့ပြောမလား အစ်တအစမ်းနေပဲသူတို့အများနဲ့တီထွင်နေရအဲ့လိုစမ်းတင်နေရဖြစ်တဲ့အတွက်သူတို့ကြည့်ရလမိုင်းလက်ကတ်တယ်ပြောဖို့လည်းကောင်းတယ်အများနဲ့ခရိတ်လုပ်နေရဆိုအစ်တစမ်းနေကြည့်ပဲပေါ့နော်တနေ့တနေ့ကသူတို့တဖြည်းဖြည်းနဲ့သူဆောက်ဆောက်ချင်းမှလည်းသူတို့ကမလျော့ဘူးဆောက်ဦးရင်းနဲ့မှလည်းသူတို့ပုံမှန်သွားတာချပြတာအမြင်ဆက်နေတနေ့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 သူတို့ကပို့ပို့ပြီးတော့ထူးထူးခြားခြားလေးလုံပြနိုင်တာအတွက်တော်တော်ကိုကျေနပ်မိပါတယ်